ရုရှားသမ္မတဗလာဒီမာပူတင်ဟာယူကရိန်းစစ်မြေပြင်ပေါ်ကိုလေယာဉ်တွေပြန်လည်ချထားဖို့အခုအချိန်မှာစိတ်ချရပြီလို့ခံစားမိနေပုံရပါတယ်။သူဟာယူကရိန်းကသူ့ရဲ့တိုက်လေရင်ယာနဲ့ချီရဟတ်ရဲများပါကိုဖျက်ဆီးခဲ့တယ်။ကျူးကျော်စစ်အစောပိုင်းကာလကလေးကဒီလိုလေယာဉ်တွေကိုမတုံးတော့ပဲနေခဲ့တာပါ။လက်ရှိအချိန်ထိရုရှားရဲ့တိုက်လေယာဉ်380နဲ့ရဟတ်ရဲ330တစီးကိုပြစ်ချဖျက်ဆီးနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါ့ပြင်ဒီကနန်းကထပ်မံမြင့်တက်လာခဲ့ပါတယ်။ အကြောင်းကတော့ယူကရိန်းကရုရှားရဲ့ရဟတ်ယာဉ်လေးစီးကိုထပ်မံဖြတ်စည်းနိုင်တယ်လို့ပါမက်ရှလာ24ရက်နေ့ကယူကရိန်းအထူးတပ်ဖွဲ့တွေဟာရုရှားနယ်စပ်နဲ့နေတဲ့ဘယ်ဂိုရော့အော့ဘလတ်မှာ KA52 ရဟတ်ယာဉ်နှစီးနဲ့ MI8 ရဟတ်ယာဉ်နှစီးကိုဖြတ်စည်းနိုင်ခဲ့ပါတယ်ပူတင်ရဲ့တပ်တွေဟာဘယ်ဂိုရော့မှာမြို့ဝတ်စွာတိစောက်ထားတဲ့လေယာဉ်ဝင်းကိုယူကရိန်းတပ်တွေကဘယ်လိုရှာဖွေတွေ့ရှိခဲ့တယ်လဲဆိုတာပူတင်အတွက်စဉ်းစားကြရဖြစ်နေပါလိမ့်မယ် သူ့အနေနဲ့သိရှိနိုင်တဲ့တခုပြီးတော့အချက်ကတော့ယူကရိန်းထူးတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်ပဲဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုဟာရုရှားတပ်တွေကိုကြီးမားတဲ့အချက်ရနေခဲ့ပြီးပူတင်ရဲ့စစ်ရေးအစီအစဉ်ကိုထိခိုက်စေခဲ့ပါတယ်။ယူကရိန်းစစ်သားတွေဟာယူကရိန်းရဲ့အမြောက်ဒုံးကျည်တွေနဲ့စစ်ထောင်နေရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာ။ဒါဆိုရင်ယူကရိန်းကဒီတိုက်ခိုက်မှုကိုဘလို့အောင်မြင်အောင်လုပ်နိုင်ခဲ့လဲ။အဖြေကတော့ E-mounts ဆိုတဲ့စနစ်ကြောင့်ပါပဲ။ နောက်နိုင်ငံတွေကပံ့ပိုးပေးတဲ့စည်ရင်းနည်းပညာတွေမှာ e-mask ကအရေးကြီးဆုံးခုဖြစ်ပြီးယခုလိုအခါမှာလည်းရုရှားရဲ့လေကြောင်းရဲ့ကာဝေးရေးလေးခုကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။ e-mask ကယူကရိန်းအတွက်တော်တော်များများပြောင်းလဲခုကိုဖြစ်စေခဲ့ပါတယ်။ရုရှားကျူးကျော်စစ်တွေဝင်လာစဝင်လာစခြင်းမှာပဲ American ထံက Multiple Launch Rocket System MLRS နဲ့ဆယ်လောက်ရောက်လာခဲ့ပြီးယူကရိန်းကနောက်ထပ်လည်းပို့ပြီးရယူနိုင်ခဲ့ပါတယ်။2023ခုနှစ်မေလမှာဒေါ်လာ1ဘီလီယံတန်အကူအညီပို့တဲ့အခါမှာ HIMARS 16စင်ထပ်ရလာပါတယ်။2024ခုနှစ်တည် HIMARS 39စင်ကယူကရိန်းတခြားတာဝန်ထမ်းဆောင်နေခဲ့ပြီးရုရှားရဲ့ဝင်ထင်နဲ့မြေပြင်ပိုင်နက်တွေကိုတိုက်ခိုက်ဖျက်ဆီးဖို့ဓာတ်ရိုက်အသုံးပြုခဲ့ပါတယ်။ HIMARS ကို Lockheed Martin ကထုတ်လုပ်ထားပြီးကမ္ဘာအတိုးတက်ဆုံးဈေးသက်သာတဲ့အပြောင်းစနစ်တစ်ခုပါ။တကယ်တော့ဒီစနစ်က MLRS စနစ်တက်ဆင်ထားတဲ့အရင်ကစီးပဲဖြစ်ပါတယ်။တပ်ဖွဲ့တစ်ဖွဲ့ကိုလူ၃ယောက်ပဲလူတယ်။အုတ်ချုပ်သူရင်ပေါင်းတဲ့တပ်သမား သူတို့ကအတူတကွပြစ်ခတ်ပြီးတိုက်ခိုက်မှုအောင်မြင်မှုလှုပ်ဆောင်ကြရမှာပါ။ဒါပေမဲ့ Kimas ရဲ့အကြီးအကျယ်အရေးပါတာကသူ့ရဲ့ရွေးရှားနိုင်မှုပါပဲ။တမယ်ရိုးကြအမြောက်တွေနဲ့မတူပဲ Kimas ဟာတီနေရပြောင်းနိုင်တာကြောင့်ရုရှားအနေနဲ့လိုက်လံချက်စီးကိုခတ်ခဲနေပါတယ်။ယူကရိန်းက Kimas တွေကိုလျင်မြန်စွာပြစ်ခတ်နိုင်ပြီးရုရှားကမတုံ့ပြန်ခင်မှာပြစ်ခတ်ပြီးနေရပြောင်းနိုင်တဲ့အားသာချက်ကြောင့်ရုရှားအတွက်အကြီးအကျယ်ပြဿနာဖြစ်နေပါတယ်။ရုရှားတပ်တွေဘာနဲ့တိုက်ခိုက်ခံရမယ်မသိလိုက်ခင်ပါလေ။ ယူကရိန်းတပ်တွေကဘဲဂိုရော့အပြင်ဘက်မှာဒီလိုတိုက်ခိုက်မှုမျိုးကိုလှုပ်ဆောင်နိုင်ခဲ့ပါတယ်။တီမော့စနစ်မှာအစစ်မြေထိန်းချုပ်ရေးစနစ် FCS ပါရှိပြီးတော့စစ်သားအုပ်ရဲနဲ့ပဲမောင်းနေနိုင်ခြင်းရှိပါတယ်။တုံးကြီးအဖွဲ့နဲ့အုံပြုရန်အကောင်းဆုံးဖြစ်တော့လဲအဖွဲ့ဝင်ချိုးဆုံးချုံသွားခဲ့ရင်တော့ကြံရှိတဲ့သူတွေက FCS S4 အုံပြုပြီးဒုံးကြီးတွေကိုပြန်လဲဖြည့်ပေးနိုင်ပါတယ်။ဒီ FCS နဲ့မှာကီးဘုတ်ထိန်းချုပ်မှု program တူတော်မှု1ကင်းနဲ့ GPS စနစ်တို့ပေါင်းပြီး HIMARS ကနေပြည့်လွတ်တဲ့ဒုံးကျည်တွေကိုအလွန်တိကျမှန်ကန်စေပါတယ်။ HIMARS စနစ်ဟာ MLRS ဒုံးကျည်မျိုးစုံကိုပြည့်လွတ်နိုင်ခွင့်ရှိပြီး MLRS ဒုံးကျည်တွေအကွာအဝေးတိုးချဲ့ထားတဲ့ဒုံးကျည်တွေ2024ခုနှစ်နိုဝင်ဘာလကနေကရုရှားနယ်မြေအတွင်းကပြစ်မှတ်တွေကိုထိမှန်စေခဲ့တဲ့ ATA CMS ဒုံးကျည်အထိပြည့်လွတ်နိုင်ပါတယ်။အခြေခံ M26 ဒုံးကျည်တစ်ခုဟာမိုင်16.8အကွာအဝေးထိရောက်ရှိနိုင်ပြီး အကွာအဝေးတိုးချဲ့ထားတဲ့ဒုံးကျည်တွေကတော့မိုင်28.6ကိုမိုင်အထိရောက်ရှိနိုင်ပါတယ်။အခြားဒုံးကျည်တွေကစနေရအကွာအဝေးကိုမိုင်43.4အထိတိုးချဲ့ပေးနိုင်ပြီး ADA CMS ဒုံးကျည်တွေသုံးမယ်ဆိုရင်တော့မိုင်186မိုင်အကွာအဝေးအထိပြည့်လွတ်နိုင်ပါတယ်။ဘဲဂူရောဟာရုရှားနယ်မြေကွင်းမှာရှိတာကြောင့်ယူကရိန်းတပ်တွေဟာ ATA CMS ဒုံးကျည်တွေကိုအသုံးပြုခဲ့ပွဲရှိပါတယ်။ Timos ရင်ကိုတဲ့ကိုတိုင်းကလည်းသူ့နောက်မှာတက်ဆင်ထားတဲ့ MLRS စနစ်လိုပဲအရေးကြီးပါတယ်။ ဒီရင်ဟာလမ်းကြောင်းတိုင်းမောင်းတင်နိုင်သွန်းရှိပြီးမြန်တုံးမြန်မာကလက်နက်တင်ဆောင်နိုင်သွန်းလည်းမြင့်မာပါတယ်ဒီလိုရည်သွေးတွေကြောင့်ဟီမာစနစ်ဟာယူကရိန်းတပ်တွေအတွက်မရှိမဖြစ်လိုအပ်လာတဲ့လက်နက်တမျိုးဖြစ်လာခဲ့ပါတယ်ပြီးတော့ရုရှားတပ်တွေကိုကြီးမားစွာဒုက္ခပေးနိုင်ခဲ့ပါတယ်ယူကရိန်းရဲ့ HIMARS ဟီမာစနစ်တွေဟာတစ်စီးမှာ2400ပေါင်10.6တန်အလေးချိန်ရှိပြီး အမေရိကန်စစ်တပ်က M270 စနစ်တွေရဲ့၄000၄000ပေါင်း20တန်းအလေးချိန်ထက်ထောက်ဝက်ကျော်မှုပေါ်ပါတယ်။ဒီလိုပေါ်ပါမှုကစစ်မြေပြင်မှာလှုပ်ရှားသွားလာရတွေ့ကြုံစေပြီးတနာရင်းက52မိုင်လုံးနဲ့မိုင်198အထိခရီးဆက်နိုင်ကြရှိပါတယ်။ရုရှားတပ်တွေဒီလိုအစွမ်းထက်တဲ့လက်နက်စစ်တွေကိုဘာကြောင့်ဖျက်ဆီးဖို့အခက်တွေ့နေရတယ်လဲဆိုတာဒါကြောင့်ပါပဲ။သူတို့ဖမ်းမရနိုင်ဘူးပါ။ ဒီပြင်တလက်ချီတဲ့တွေနဲ့အမြောက်ဆန်အစနာတွေကလည်းကာဝယ်ပေးနိုင်တဲ့တန်ချက်ကတွေပါရှိတာကြောင့်ရုရှားတပ်တွေကဟီမတ်စ်ကိုတွေ့ပြီးပြက်ခတ်နိုင်ခဲ့ရင်တော့ဖျက်ဆီးနိုင်မှုမလွယ်ဘူးပါဘူး Reddit ပေါ်မှာမျှဝေထားတဲ့ဗီဒီယိုအစ်တစ်ခုမှာ Ukraine တပ်တွေရဲ့ဟီမတ်စ်စနစ်ကိုဘလို့အသုံးပြုခဲ့တယ်ဆိုတာပြည့်ပြည့်စုံစုံမြင်တွေ့နိုင်ပါတယ်ဗီဒီယိုအစမှာရုရှားရဲ့ဖုံးကွယ်ထားတဲ့နေုံငင်းကိုအဖြူနဲ့အနက်ဓာတ်ပုံနဲ့ပြထားပြီးတစ်ခုနဲ့တစ်ခုနီးကပ်စွာရပ်နေတဲ့ရုရှားရဟတ်ယာဉ်ဘေးစီကိုမြင်တွေ့ရပါတယ် ဒါဟာရုရှားရဲ့ပထမဆုံးအမှားဖြစ်နိုင်ပါတယ်။အကြောင်းကတော့ HIMARS စနစ်က Clubs ညီတုံးကြီးတွေကိုပြစ်လွှတ်နိုင်ပြီးဒီတုံးကြီးတွေကပောက်ပွဲပြီး Bauplat လို့ခေါ်တဲ့အသေးစားပုံလေးတွေကိုအနီးအနားမှာရှိတဲ့ပြစ်မှတ်တွေစီဖြန့်ကျဲပေးနိုင်လို့ပါ။အခုအပြောင်းတစ်ခုဖြစ်ပြီးတဲ့နောက် Ukraine ရဲ့ drone ကတစ်စိမ်တိုက်ခုထားတဲ့ရုရှားလေယာဉ်ဝင်ကိုမြင်တွေ့ရပါတယ်။ပထမဆုံး HIMARS တုံးကြီးကြောင့်ကြီးမားတဲ့ပေါက်ပွဲမှုတစ်ခုဖြစ်ပွားပြီးရဟတ်ရဲ့ဒစီကိုတိုက်ရိုက်ထိမှန်ပါတယ်။ စက္ကန့်ပိုင်းတွင်ပါပဲဒုတိယပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ထပ်ရဟတ်ယင်တစ်စီးပျက်စီးသွားပါတယ်တတိယပေါက်ကွဲမှုမှာတော့ Hema Stone ကြီးကကောင်းကင်မှာ10စက္ကန့်လောက်မြင်ရပြီးရဟတ်ယင်တစ်စီးကိုထိမှန်ပါတယ်နောက်ဆုံးပေါက်ကွဲမှုတစ်ခုနဲ့တူတိုက်ခိုက်မှုပြီးဆုံးသွားပါတယ်ဒီဖြစ်စဉ်တစ်ခုလုံးစက္ကန့်15စက္ကန့်လောက်သာကြာမြင့်ခဲ့ပါတယ် Ukraine တပ်တွေဟာရုရှားရဲ့အရေးပါတဲ့စစ်ပစ္စည်းတချို့ကိုဖျက်ဆီးနိုင်ခဲ့ပါတယ် ဒီစစ်ပစ္စည်းတွေကိုပူတင်ကဘယ်ကိုရော့အပြင်ဘက်မှာထပ်မံတိုက်ခိုက်ဖို့အသုံးပြုဖို့စီစဉ်ထားခဲ့တာပါဖြတ်စည်းခံလိုက်ရတဲ့စစ်ပစ္စည်းတွေထဲမှာ KA52 Alligator ရဟတ်ယာဉ်နှစ်စီးနဲ့ MI8 ရဟတ်ယာဉ်နှစ်စီးပါဝင်ပါတယ် KA52 ဟာရုရှားရဲ့အစစ်မြင့်တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်မျိုးဖြစ်ပြီးလေတုအနေထားမြွေစစ်ဆင်နိုင်စွမ်းရှိပါတယ်ဒီရဟတ်ကြီးဟာအလုံးမြန်ဆန်ပြီးအလွယ်တကူလက်ပတ်နိုင်စွမ်းရှိသလိုတန်ကြက်ကမတက်ထားတဲ့မြေပြင်ပြတ်ပတ်တွေ drone လို့ညံနှုံးဖိတဲ့နေရင်တွေနဲ့ခြေလျင်တပ်သားတွေပေါ်မှာပြစ်ခတ်နိုင်ခြင်းရှိပါတယ်။ K52 ရဲ့မောင်းသူနှစ်ဦးအတွက်ခေါင်းပေါ်မှာပြတ်တာပြီးတဲ့ဆင်းလေ HUD နဲ့အချက်လက်ပြမျက်နှာပြင်၄ခုပါရှိပါတယ်။ဒါအပြင် GPS လမ်းညွှန်စနစ်လည်းတပ်ဆင်ထားပါတယ်။အများဆုံးအလေးချိန်2300ပေါင်းတည်ဆောင်နိုင်ပြီဒါကပဲဒီရဟတ်ရမှာလက်လက်တွေအများကြီးတက်ဆင်ထားတယ်ဆိုတာကိုပြောနေပါတယ်ရဟတ်ရဲ့ညာဘက်မှာ30မီလီမီတာ 2A4 2A42 အလိုလျောက်အမြောက်တက်ဆင်ထားပြီးအပြင်ဘက်အတောင်ပိုင်းမှာလက်လက်တက်ဆင်နိုင်တဲ့နေရာ6ခုပါရှိပါတယ်။ဒီနေရာတွေမှာ Vicar ဆိုတဲ့တင်ကားဖြတ်တုံးကြီးတွေ B8 V20 ဒုံးကျစ်လက်နက်တွေလေဆာမြော်ပြဒုံးကြီးတွေနဲ့အခုအခါမှာတော့ X-ray ထုတ် 305E လေးကြောင်းမှာမြေပြင်ဒုံးကြီးတွေကိုပါတက်ဆင်အသုံးပြုနေပါတယ်။ MI8 ရဟတ်ယာဉ်တွေကတော့ရုရှားတပ်တွေအတွက်အဓိကသေယူပို့ဆောင်ရေးယာဉ်တွေဖြစ်ပြီးစစ်သား24ဦးထိတည်ဆောင်နိုင်သွင်းရှိပါတယ်။ ဒီရင်တွေမှာလည်းလက်နက်တပ်ဆင်နိုင်တဲ့နေရာတွေရှိပြီးတိုက်ခိုက်ရေးမစ်ရှင်တွေအတွက်အသုံးပြုနေကြပါတယ်။ယူကရိန်းရဲ့ HIMARS တိုက်ခိုက်မှုဟာရုရှားရဲ့ဒီစစ်ရင်အားကြီးရင်တွေကိုဖျက်ဆီးနိုင်ခဲ့တဲ့အတွက်ပူတင်ရဲ့စစ်ရင်အစီအစဉ်တွေကိုတိတိကျကျထိခိုက်စေခဲ့ပါတယ်။ဒီလိုရေးပါတဲ့စစ်ပစ္စည်းတွေကိုဆုံးရှုံးမှုဟာရုရှားအတွက်ကြီးမားတဲ့အရှက်အယားဖြစ်ခဲ့ပြီးယူကရိန်းရဲ့ကာဝေးရေးစွမ်းရည်ကိုထပ်မံတပ်တွေပြလိုက်သလိုဖြစ်ခဲ့ပါတယ်။ယူကရိန်းတပ်တွေဟာရုရှားရဲ့အရေးပါတဲ့စစ်ရေးပစ္စည်းနှမျိုးကိုဖျက်ဆီးနိုင်ခဲ့ပါတယ် K52 alligator တိုက်ရဟရင်လည်း MI8 အင်ကိုဆောင်ရရဟရင်လိုပဲဖြစ်ပါတယ် K52 တိုက်ရဟရင်ဟာ9မိုင်ကွာဝေးထိပြတ်ပတ်တွေကိုထိမှန်နိုင်ပြီးလေဆာညွန်ပြပုံတွေကိုမြေခွင်းကနေအဝေးမှနေပြီးပစ်လွှတ်နိုင်ခြင်းရှိပါတယ်ဒီဟရင်မှာ Eagle 5လေချောင်းကာဝေးရင်တုံးကြည့်ပြီးလဲတက်ဆင်ထားတာကြောင့်မြေသည့်စစ်ဆင်ရေးအတွက်မဆိုလိုက်ဖက်နေအောင်စီမံနိုင်ပါတယ်ပေ18000အထိပြန်တက်နိုင်ပြီးတနအီမိုင်168မိုင်နှုန်းနဲ့ မိုင်283ကွာဝေးထိပြန်တန်းနိုင်ခွင့်ရှိပါတယ်။ဘယ်ဂိုရော့နေဝင်းကလည်းယူကရိန်းပြည်ပတွေစီတွားရောက်တိုက်ခိုက်ပြီးလောင်တာထက်ဖြည့်စရာမလိုဘဲပြန်လာနိုင်ခွင့်ရှိပါတယ်။ MI8 ရဟတ်ယာဉ်ကတော့ဒဏ်ရာရစစ်သား12ဦးကိုတယ်ဆောင်နိုင်တဲ့ကျမ်းမာရေးအရေးပေါ်ရဟတ်ယာဉ်ဖြစ်အဓိကအသုံးပြုပါတယ်။ဒဏ်ရာရစစ်သားတွေမပိုင်းရင်တော့စစ်သား30အထိတည်ဆောင်နိုင်ပါတယ်။ MI8 ရဲ့အဆင့်မြင့်တင်ထားတဲ့ MI sampling ဒါမှမဟုတ် MMI 80 MB version တွေဟာမြင်မာတဲ့နေရာတွေနဲ့ပူပြင်းတဲ့ရာသီဥတုမှာအလုပ်လုပ်နိုင်အောင်ဒီဇိုင်းလုပ်ထားပါတယ်။ Ukraine ရဲ့ HIMARS တိုက်ခိုက်မှုကြောင့်ဒီရဟတ်ယာဉ်လေးသီးပျက်စီးသွားတာဟာရုရှားအတွက်ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ပါတယ်။စစ်သားတွေကိုစစ်မျက်နှာပေါ်အမြန်ပို့နိုင်တဲ့စွမ်းရည်နဲ့ဒဏ်ရာရစစ်သားတွေကိုချက်ချင်းတယ်ဆောင်နိုင်တဲ့စွမ်းရည်နှစ်မျိုးစလုံး15စက္ကန့်တွင်ပျောက်ဆုံးသွားခဲ့ပါတယ်။ဒါဟာရုရှားတပ်တွေရဲ့ဖိအားပေးနိုင်စွမ်းကိုတိတိတသားရော့ကြသည်ပြီ ား MIA နဲ့ရေးပေါ်တည်ဆောင်မှုမရှိတော့တာကြောင့်စစ်သားအသက်တွေပုံမှုဆုံးရှုံးရနိုင်ပါတယ်။ဖြတ်စည်းခံရရတဲ့ရဟန်းရင်တွေထဲမှာ MIA TV version လည်းပါဝင်ပါဝင်နိုင်ပါတယ်။ဒီရဟန်းရင်တွေဟာရုရှားရဲ့ Belgorod လျှို့ဝှက်လေယာဉ်ခွင်မှာထားရှိခဲ့တာဖြစ်နိုင်ပြီးစစ်သားတွေကိုပို့ဆောင်မှုနဲ့ဒဏ်ရာရစစ်သားတွေကိုစစ်မျက်နှာကနေအရေးပေါ်တည်ဆောင်မှုအသုံးပြုခဲ့တာဖြစ်ပါတယ်။ Jupiter တွေဟာ KA52 နဲ့စွမ်းရည်ချင်းဆင်တူတဲ့ MI8 TV တိုက်ရဟတ်ရည်တွေကိုပါဖြတ်စည်းနိုင်ခဲ့ပါတယ်။ MI8 TV မှာ9.62 mm သနတ်တွေနဲ့ S5 ဒုံးကြီးပဲတက်ဆင်ထားနိုင်တဲ့လက်နက်တက်ဆင်တဲ့နေရာ6ခုပါရှိပါတယ်။ဒီဒုံးကြီးတွေဟာလမ်းညွှန်စနစ်မပါပေမဲ့မြေပြင်နဲ့မြေကြောင်းပစ်မှတ်တွေကိုပြင်းထန်စွာပျက်စီးစေနိုင်ခြင်းရှိပါတယ်။ရုရှားတပ်တွေဟာ S5 ဒုံးကြီးတွေအစား AD2SW Scorpion တင်ကားဖြတ်ဒုံးကြီးတွေကိုလည်းတက်ဆင်အသုံးပြုနိုင်ပါတယ်။၂024ခုနှစ်အောက်တိုဘာလကကုလသမဂ္ဂရဲ့အဆိုအရယူကရိန်းနဲ့မြေရဲ့23ရာခိုင်နှုန်းခန့်ဟာ ပေါက်ကွဲသေးတဲ့စစ်ပစ္စည်းတွေကြောင့်အန္တရာယ်ရှိနေပြီးစစ်ပြီးသွားရင်ဒီယာတွေကိုရှင်းလင်းဖို့ဒေါ်လာ34.6ဘီလီယံခန့်ကုန်ကြမယ်လို့ခန့်မှန်းထားပါတယ်။ MI8TV နှစ်စီးနဲ့ KA52 နှစ်စီးဆုံးရှုံးမှုဟာရုရှားရဲ့တိုက်ခိုက်ရေးစွမ်းရည်ကိုတိတိတသားရော့ကျစေခဲ့ပါတယ်။ဒါပေမဲ့အချို့သောစစ်ရေးဆိုင်ရာသုံးသပ်သူတွေကဒီတိုက်ခိုက်မှုရဲ့ထိရောက်မှုကိုမေးခွန်းထုတ်နေကြပါတယ်။ဘူဂေးရီးယားစစ်ရေးကျွမ်းကျင်သူတွေရဲ့အဆိုအရ KA52 တို့သည်ဟာပြေဝမပျက်စီးပဲပျက်စီးမှုအနည်းငယ်သာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ထူးခြားတာကရုရှားကောင်မေးဥပဒေဌာနကဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးဗားမှတ်ချက်မှမပြုလိုက်တာပါ။ဒါဟာတိတ်မထူးတတ်ပေမဲ့ရုရှားရဲ့ပရိုဟဂန်ဒါဆက်တွေပုံမှန်အဖြစ်အလွန်များတုံ့ပြန်နေရှိတာကိုထောက်ဆကြည့်ရင်စဉ်းစားပြရဖြစ်နေပါတယ်။ဒီတိုက်ခိုက်မှုဟာယူကရိန်းအတွက်ကြီးမားတဲ့အောင်ပွဲတစ်ခုဖြစ်ပြီးရုရှားရဲ့စစ်ရေးစွမ်းရည်ကိုထိခိုက်စေခဲ့ပါတယ်။ ဒါပေမဲ့ရုရှားအနေနဲ့ဒီဆုံးရှုံးမှုတွေကိုဘယ်လိုဖြေစည်းမလဲဆိုတာကိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ရုရှားနိုင်ငံအတွင်းကယူကရိန်းတိုက်ခိုက်မှုအောင်မြင်သွားတဲ့အခါရုရှားဘက်ကတုံ့ပြန်မှုမရှိခြင်းဟာအရေးကြီးတဲ့အချက်တစ်ခုကိုညွှန်ပြနေပါလေ။ရုရှားပရိုဂန်ဒါဆက်တွေပုံမှန်ဆိုရင်ဒီလိုတိုက်ခိုက်မှုတွေကိုဒုံးကျည်ပြစ်ချပြီးအကျွေးကြံတွေကြောင့်လားပျက်စီးရမယ်ဆိုတာဆိုပြီးလှည့်စားဖို့ကြိုးစားနေရှိပေမဲ့ဒီတခါတော့ဘာမှတ်ချက်မှမပြုတာကသူတို့အတွက်ဒီအဖြစ်အပျက်ကိုလှည့်ရဖို့ခက်ခဲနေတာကိုပေါ်ပြနေပါလေ။ ဗီဒီယိုမှတ်တမ်းတွေကတတိယရဟတ်ယာဉ်ကို HIMARS ကုန်းကြီးဒါရိုက်ထိမှန်ပြီးပောက်ကွဲတဲ့အချိန်ကိုရှင်းရှင်းလင်းလင်းဖော်ပြနေတာကြောင့်ရုရှားရဲ့ပြောဆိုချက်တွေဟာမမှန်ကန်ဘူးဆိုတာသိတာနေပါတယ်ဘူဂေရီးယားစစ်ရေးကြောင့်လူတွေကလည်းဒီရဟယင်တွေတိုက်ခိုက်မှုမတိုင်ခင်စစ်ဆင်နိုင်တဲ့အခြေအနေမှာရှိမရှိဆိုတဲ့မေးခွန်းထုတ်နေကြပါတယ်။ဒါပေမဲ့ရုရှားဘက်ကတုံ့ပြန်မှုမရှိခြင်း၊ယူကရိန်းဘက်ကအောင်ပွဲခံနေခြင်းနဲ့ယူကရိန်းတပ်တွေဟာအလုံးလုံးတော့ရဟယင်တွေကိုအဖိုးတန်ဒုံးကျည်တွေနဲ့ပစ်ဖို့အချင်းချင်းဖြုံးပြီးမယ်ဆိုတဲ့အချက်တွေက ဒီတိုက်ခိုက်မှုအောင်မြင်ခဲ့တယ်ဆိုတာကိုသက်သေပြနေပါလေ။တိုက်ခိုက်မှုဖြစ်ပွားတဲ့နေရာကိုသေချာကြည့်မယ်ဆိုရင်ယူကရိန်းတပ်တွေ HIMARS နဲ့ပစ်လိုက်တဲ့နေရင်ပွင့်ဟာလျှို့ဝှက်ထားတဲ့နေရာဖြစ်ပါလေ။ရုရှားတပ်တွေဟာပျက်စီးနေတဲ့ရဟတ်ရင်းတွေကိုဘာကြောင့်လျှို့ဝှက်နေရင်ဝင်မှသိသိထားမှာလဲ။ဒါထက်နေဆက်တစ်လျှောက်တိုက်ခိုက်ရင်လည်းစစ်သားတွေပို့ဆောင်ရေးအတွက်အသုံးပြုဖို့ဒီလေရင်ဝင်းကိုပြင်ဆင်ထားတာကပုံပြီးဖြစ်နိုင်ခြေရှိပါလေ။ဒီတိုက်ခိုက်မှုဟာပူတင်အတွက်ကြီးမားတဲ့ပြဿနာဖြစ်စေပါလေ။ ကာကစ်ဘက်ကိုရုရှားတိုးတက်ရမှာဘဲဂိုရော့အခြေစိုက်စခန်းအဖြစ်အသုံးပြုဖို့စီစဉ်ထားတဲ့ပူတင်အတွက်ယူကရိန်းရဲ့စစ်ရေးထောက်လှမ်းရေးဟာသူ့ရဲ့လျှို့ဝှက်စခန်းတွေကိုတိတိကျကျရှာဖွေနိုင်ပြီးဒီစခန်းတွေမှာရှိတဲ့စစ်ပစ္စည်းတွေကိုဖျက်ဆီးနိုင်ခွင့်ရှိတယ်ဆိုတာသက်သေပြနေပါတယ်။2024ခုနှစ်အောက်တိုဘာလမှာဘဲဂိုရော့ဒေသမှာပူတင်ရဲ့စစ်ရေးအင်အားကိုတိတိကျကျအားနည်းစေခဲ့တဲ့အတွက်ဒီတိုက်ခိုက်မှုဟာယူကရိန်းအတွက်နောက်ထပ်အောင်ပွဲတစ်ခုဖြစ်လာပါတယ်။ ယူကရိန်းတပ်တွေဟာခါကစ်ဒေသမှာနာမည်ကြီးပြန်တဲ့တိုက်ခိုက်မှုတစ်ခုကိုစတင်ခဲ့ပါတယ်။ယူကရိန်းစစ်သားတွေဟာဒီဒေသအတွင်းစတူယန်မိုင်450ခန့်ကိုအမြန်ဆုံးသိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုအရန်အောင်မြင်လာကြောင်းပူတင်ဟာ2024ခုနှစ်ကုန်လကမြောက်ကိုရီးယားစစ်သားတွေကိုခါကစ်ကနေယူကရိန်းတပ်တွေကိုမောင်းထုတ်ဖို့အသုံးပြုလာခဲ့ရပါတယ်။ပူတင်ရဲ့တိုက်ခိုက်မှုကတဖြည်းဖြည်းချင်းအလုပ်ဖြစ်နေပေမဲ့သူ့ရဲ့အင်အားတွေကိုခါကစ်မှာပုံမှုစုတည်ရတာကြောင့်အနီးအနားကနေမြေပြင်အားနေလာပါတယ်။ ဘယ်ကူရော့ကဒီလိုအားနဲ့လာတဲ့နေကြီးတစ်ခုပါတည်ရယူကရိန်းကကတ်စ်ကိုထိန်းချုပ်နိုင်မှုနည်းလာတဲ့နေကဘယ်ကူရော့မှာနေဆက်ဖက်ကျော်တိုက်ခိုက်မှုတွေကိုပုံမအယုံဆိုင်လာပါတယ်မက်ရှလာ၁၈ရက်နေ့ကရုရှားကပြောတဲ့အတိုင်းဆိုရင်ယူကရိန်းကစစ်သား200နဲ့တင့်၅ကြီးကိုဘယ်ကူရော့တနောက်ပိုင်းကိုပို့လိုက်ပြီးခရက်ဆိုနိုင်းရဲ့တောင်ဘက်ကရွာနေရာကိုအတိအကထားတိုက်ခိုက်ခဲ့ပါတယ်ယူကရိန်းဒီလိုလုပ်ရတဲ့အကြောင်းရင်းတချို့ရှိပါတယ် ပထမဆုံးအနေနဲ့ယူကရိန်းဟာပူတင်ရဲ့တပ်တွေကိုတောင်ဘက်မှာမောင်းထုတ်ဖို့ကြိုးစားနေတာဖြစ်ပြီးခရက်ဆိုနိုင်းကနေစစ်သားတွေကိုဖယ်ရှားစေဖို့ရည်ရွယ်နေတာပါ။ဒါကပူတင်ကိုအခက်တွေ့နေတဲ့အခြေအနေတစ်ခုဖြစ်လာပါတယ်။ရက်ရှလာ24ရက်ကဟီမန်စတိုက်ခိုက်မှုဟာဘယ်ကိုရော့မှာယူကရိန်းလုံဆောင်နေတဲ့လှုပ်ရှားမှုတွေကိုအားဖြည့်ပေးတဲ့အနေနဲ့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ရုရှားရဲ့ရဟတ်ယာဉ်တွေဆုံးရှုံးသွားတာကြောင့်နေဆက်ဖြတ်ကျော်တိုက်ခိုက်နိုင်ကြတဲ့တိတိတတ်တာရော့ကျသွားပါတယ်။ ရုရှားဘက်ကတော့သူတို့ဟာယူကရိန်းရဲ့ Leopard တင့်ကားအပေါ်ဝင်စစ်ရင်အားတွေကိုဖျက်ဆီးနိုင်ခဲ့တယ်လို့ဆိုပေမဲ့ဒါဘလောက်မှန်ကန်တယ်လဲဆိုတာမသိရသေးပါဘူး။ဒါအပြင်ဒီသတင်းတွေကြောင့်ယူကရိန်းက Belgorod ကိုပြစ်ပတ်ထားတိုက်ခိုက်မှုတွေရပ်ဆဲသွားတာမျိုးလည်းမရှိသေးပါဘူး။ပူတင်မှာကျွမ်းကျင်မှုမရှိတဲ့ပြဿနာအစ်တစ်ခုရှိလာနိုင်ပြီဖြစ်ပါတယ်။ဒီပြဿနာကရုရှားအတွက်ကြီးမားတဲ့အခက်အခဲဖြစ်လာနိုင်ပြီး ယူကရိန်းကိုကတ်စ်ကိုပြန်လည်သိမ်းယူဖို့နဲ့ရန်ပုံဝင်ဒီနဲ့တန်ဖိုးရှိတဲ့ကဏ္ဍတစ်ခုကိုပယ်ဖြတ်ဖို့လှုံ့ဆော်နေတဲ့ပူတင်အတွက်မကြမီအခက်အခဲဖြစ်လာနိုင်ပါတယ်။ရုရှားမှာလေကြောင်းအသာချက်ရှိနေသလို Global Firepower ကရုရှားရဲ့နေတပ်ဟာယူကရိန်းရဲ့နေတပ်အထက်မှာရှိပါတယ်။ယူကရိန်းရဲ့ HIMARS တိုက်ခိုက်မှုဟာရုရှားလေကြောင်းစိုးမိုးမှုရယူရမှာရုရှားအနေနဲ့ဘာကြောင့်အခက်အခဲတက်နေလဲဆိုတာကိုအတိအကျပြသနေပါတယ်။ရုရှားအတွက်အခုအချိန်တွေကလွန်ဆိုးရွားသွားပါပြီ။ ခုခါမှာယူကရိန်းကလည်းအောင်မြင်မှုတွေရရှိလာပြီးတင့်မြစ်တစ်ခုလိုဖြန့်ကျက်နေပါတယ်။ရုရှားကပြိုဝက်လေးဝင်းတွေကိုနေရာတစ်ခုမှာတိစောက်ပြီးသူ့ရဲ့နေတပ်ကယူကရိန်းကိုပုံမထိရောက်စွာတိုက်ခိုက်နိုင်စေမှာဆိုပြီးယုံကြည်ခဲ့ပါသေးတယ်။ဒါပေမဲ့ယခုခါမှာသူ့ရဲ့စီစဉ်ထားတဲ့အစီအစဉ်ကမအောင်မြင်တော့ပါဘူး။ရုရှားရဲ့အကောင်ဆုံးရဟတ်ယာဉ်တွေကိုပျက်စီးသွားပြီးယူကရိန်းကဘယ်ဂိုရော့လေးဝင်းကိုတိတိကျကျတိနေပြီဖြစ်ပါတယ်။အကယ်၍ပူတင်ဟာအဲ့ဒီအခြေဆိုင်စခန်းမှာဒေအင်များထပ်လုပ်နေဆိုရင် ယူကရိန်းတွေဟာသူတို့ဟာယူကရိန်းကပျက်စီးခဲ့တဲ့နေရင်နေစဉ်တော်တော်ကဲ့သို့ကန်ဆုံးမှုတွေကိုရင်ဆိုင်ရအောင်ပါပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။